ကချင်ပြည်နယ်ကြကြင်ဒီကြီးတက်မှုကော်မတီကချင်အထူးစီမံချက်ရုံးမှနိုဝင်ဘာလ10ရက်နေ့ကစွန်ငိုင်တောင်တိုက်ပွဲဆောင်စခန်းနဲ့ဂျာမိုင်ကောင်တိုက်ပွဲဆောင်စခန်းများတို့ရောက်ရှိနေကြတဲ့မိသားစုများအတွက်ကန့်သက်ချက်မဲ့ငွေတောင်စုစုပေါင်း3600ကျော်ကိုထောက်ပံ့လူဒန်းခဲ့တယ်လို့သိရပါတယ် မြန်မာနိုင်ငံတက်ချေနေရတဲ့ဘေးရနေရဆိုင်ရာစီမံခန့်ခွဲမှုဌာနကချင်ပြည်နယ်တက်ချေနီတီချက်မှုကော်မတီနယ်ကချင်အထူးစီမံချက်ရုံးတို့မှတိုက်ပွဲဆောင်စခန်းများသို့တွားရောက်ကတဲ့အိမ်ထောင်လေးငွေကျပ်၄သိန်းလုံးဖြင့်အိမ်ထောင်စုပေါင်း150စုအတွက်ငွေကျပ်သိန်းပေါင်း604သိန်းကိုထောက်ပံ့ပေးရခဲ့ပြီးတိုက်ပွဲဆောင်မိသားစုဝင်များကိုအားပေးစကားများပြောကြားခဲ့တယ်လို့ကချင်ပြည်နယ်တက်ချေနီတီချက်ရေးကော်မတီမှတာဝန်ရှိသူတို့ကပြောပါတယ် လူသားချင်းစာနာထောက်ထားမှုအနေနဲ့တိုက်ပွဲဆောင်စခန်းတွေမှာရှိတဲ့မိသားစုဝင်တွေအဆင်ပြေနိုင်စေဖို့ရည်ရွယ်ပြီးကန့်သက်ချက်မဲ့ငွေသားထောက်ပံ့မှုကိုတအိမ်ထောင်လင်းတအိမ်ထောင်လင်းငွေကျပ်၄သိန်းလုံးနဲ့တိုက်ပွဲဆောင်စခန်းနှစ်ခုမှာတွားရောက်လူရန်ခဲ့ပါတယ်။နောက်ပြီးမိသားစုဝင်တွေနဲ့တွေ့ဆုံပြီးအားပေးစကားတွေကိုလည်းတာဝန်ရှိသူအသီးသီးကပြောကြားခဲ့ပါတယ်လို့သူကဆိုပါတယ်။ တိုက်ပွဲဆောင်မိသားစုဝင်များအနေဖြင့်ယခုကဲတို့ထောက်ပံ့ခြင်းများပေးအပ်မှုကြောင့်တိုက်ပွဲဆောင်ပြည်သူများ၏အခက်အခဲများမှာအတိုင်းအတာတစ်ခုအနေဖြင့်ပြေလည်သွားနိုင်မည်ဖြစ်တဲ့အတွက်မြောင်းစွာဝမ်းသာမိပါကြောင်းစွန်ခိုင်တောင်တိုက်ပွဲဆောင်စခန်းမှဒေသခံတို့ကဆိုပါတယ် တချီနီရအနေနဲ့ကျွန်တော်တို့တိုက်ပွဲဆောင်ပြည်သူတွေအတွက်အခုလိုထောက်ပံ့ပေးတဲ့အတွက်ကိုများစွာဝမ်းသာရပါတယ်။သူတို့ထောက်ပံ့မှုကအလုံးစုံအဆင်ပြေသွားတာမဟုတ်ပေမဲ့လည်းအခက်အခဲများစွာရှိနေတဲ့မိသားစုတွေအတွက်အတော်လေးကိုအဆင်ပြေသွားတယ်။ဒါကြောင့်တိုက်ပွဲဆောင်မိသားစုဝင်တွေရဲ့ကိုစားအထူးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်လို့သူကပြောပါတယ်။ အဆိုပါစုငိုင်းတောင်တိုက်ပွဲဆောင်စခန်းနဲ့ဂျာမန်ကောင်တိုက်ပွဲဆောင်စခန်းတို့မှာဖာကန်ရှီရော့ခစိုင်းကြပုံမနာစိုင်းတောင်ဗမော်နဲ့မူမောက်တို့ဘက်မှထွက်ပြေးတိမ်းချောင်လာကြတဲ့တိုက်ပွဲဆောင်ပြည်သူများနေထိုင်နေလို့လည်းသိရပါတယ်အလာဒူစက်တင်ဘာလ30ရက်နေ့ကလည်းဖားပြင်ကြီးရွာမှာမြစ်တနာမျိုးဘက်တို့တိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာကြတဲ့မိသားစုဝင်များအတွက်လည်းစစ်ရှောင်စခန်းဆောက်လုပ်ပေးရတဲ့အတွက်လိုအပ်တီများကိုကချင်ပြည်နယ်တက်ချီနေရတဲ့အသင်းမှတွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရပါဗျ။